နိုင်ဝင်ဝင်မြင်လို့ကိတ်ချင်းချောင်းပြောလာတဲ့မြမလီမေဟိုသူရင်မင်းခန့်ပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နိုင်ဝင်ဝင်မြင်လို့မျိုးတင်ရောရင်ရောအကယ်ကြီးဖြစ်ချင်းချောင်းပြောလာသူကတော့လီမေဟိုနဲ့တူတယ်ပြောပြီးဖြစ်ဖြစ်တွေးအမေရုံနဲ့နာမည်ကြီးလာတဲ့သူရင်မင်းခန့်ဖြစ်ပါတယ် အလုံးတိကျတဲ့တိုင်းသူရမင်ခန့်ဟာပရိသတ်တွေကိုရွှေကြိုစပြိုင်တဲ့နေ့ကနေစပြီးတော့တမျိုးပြီးတမျိုးအတန်းရှင်းရှာနေတဲ့သူတဦးဖြစ်ပါတယ်။အထူးသဖြင့်တော့သူရမင်ခန့်ဟာရွှေကြိုရွေးပွဲမှာဟာတာမရလို့ငိုရာကတမျိုးဂုတင်ပြိုလီမီဟိုနဲ့တူတယ်ဆိုပြီးပြောတာကတဖုံစသဖြင့်ပရိသတ်တွေကြားထဲမှာအတော်လေးပွဲဖြစ်ခဲ့ပါတယ်။ ဒီကနေ့ရတတပတ်တွေတော့ငါဆိုရင်သူရိမင်ခန့်တယောက်သူ့ကိုနိုင်ငံကျော်မင်းသမီးဝင်းမုံရွှေကခြေတယ်ဆိုပြီးပွဲထက်ရှာခဲ့ပါသေးတယ်။ဒီလိုမျိုးအင်တာနက်ပေါ်မှာကြရပောင်းများစွာဖန်တီးတတ်တဲ့သူရိမင်ခန့်ကအခုခါမှာတော့ဒါမတ်စကုဆီယာမာလေးနန်းဝင်မြင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ဆုံစင်မှာပဲဒါမတ်စကုဆီယာမာလေးနန်းဝင်မြင်းလို့ကိတ်ချင်တယ်ဆိုပြီးတော့ပြောလာခဲ့ရဖြစ်ပါတယ်။ဒါမတ်စကုဆီယာမာလေးနန်းဝင်မြင်းဆိုတာကတော့အစောပိုင်းမှာမြန်မာဆန်ဆန်ရိုးရိုးအေးအေးဒါမတ်စကုဆီယာမာလေးဆိုပေမဲ့နောက်ပိုင်းမှာတော့ငရဲ ိုလုံးခန္ဓာနဲ့မိမိုက်ကအကြိတ်ကြီးဖြစ်နေပါတယ်။ဒါကြောင့်မလို့အခုချိန်မှာတညသချင်းဆိုရင်တိုင်းနေရာအထိရရှိနေရလို့လည်းသိရပါတယ်။ ဒီလိုမျိုးဒမ်မတ်စကူဆီယာမာလီနန်ဝွေမြင့်နဲ့သူရိမင်ခန့်တို့တွေ့ဆုံစင်မှာတော့သူရိမင်ခန့်က LGBT တအုပ်ဖြစ်တဲ့သူကဖြစ်နိုင်မယ်ဆိုရင်နန်ဝွေမြင့်လိုမျိုးအကြိတ်ကြီးဖြစ်ချင်တယ်လို့ပြောခဲ့တာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့သူရိမင်ခန့်ကနန်ဝွေမြင့်လိုရင်နဲ့တင်အကြိတ်ကြီးဖြစ်ချင်တယ်လို့ပြောလာပါတယ်။နန်ဝွေမြင့်ကလည်းသူကသူရိမင်ခန့်ကိုလိုင်းပေါ်မှာစာတွေ့ကလေးကသဘောကျတယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့သူရိမင်ခန့်ဟာစကားကိုပုံပွင့်လင်းလင်းနဲ့ချစ်စရာကောင်းအောင်ပြောတတ်တာကြောင့်လည်းနန်ဝွေမြင့်ကသဘောကျနေရဲ့လို့သိရ ပါတယ်။ဒါအပြင်သူရိမင်းခန့်ကငိုတဲ့နေရာတွေမှာရှိုက်ကြီးတငယ်ငိုတာတွေကအသက်ပါလွန်သလုံး ကိုရီးယားမင်းသားလီမီဟွန်နဲ့လည်းတကယ်တူကြောင်ပြောခဲ့ပါရယ်။ဒါအပြင်သူရိမင်းခန့်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးကြောင့်မိန်းကလေးတစ်ယောက်နဲ့လည်းတူတယ်လို့ဆိုပါရယ်။ဒါအပြင်သူရိမင်းခန့်ကဘာဘီအယုံမလေးနဲ့လည်းတူကြောင်နန်းဝွေမင်းကပြောခဲ့ပါသေးတယ်။ဒါကြောင့်လည်းသူရိမင်းခန့်ကိုအားပေးနေကြောင်နန်းဝွေမင်းကပြောခဲ့တာပဲဖြစ်ပါရယ်ရှင်။ပရိသတ်တွေကတော့နန်းဝွေမင်းနဲ့သူရိမင်းခန့်နှစ်ယောက်စလုံးကိုအမြင်ကပ်နေကြတာဖြစ်ပါရယ်။အထူးသဖြင့်သူရိမင်းခန့်ရောနန်းဝွေမင်းမှာမီဒီယာတွေကနေတဆင့်ပရိသတ်တွေကိုအတန်းရှင်းရှာတဲ့လောက်ရက်တွေကိုတုံးနေကြပါရယ်။ အဓိကအဖြစ်တော့သူရိမင်ခန့်ရောနန်းဝင်းမြင့်ကလူအမြင်ကခံရမယ့်စကားတွေကိုရွေးပြီးတော့ပြောဆိုတတ်ကြပါတယ်။ အခုဆိုရင်တော့နန်းဝင်မြင့်ကသူဟာအိမ်ပြန်ဖို့အတွက်အချိန်မရှိလောက်အောင် ရှိုးဝဲတွင်မနာရန်တီဆိုနေရာကြောင်းပြောခဲ့ပါတယ်။ဒါအပြင်နန်းဝင်မြင့်ကတညတချင်းဆိုရင်တင်းနေရအထီးရရှိကြောင်းလည်းပြောခဲ့တာဖြစ်ပါရဲ့ရှင်။တခြားတစ်ဖက်မှာတော့သူရမင်းခန့်ဟာသူ့ကိုဘောဂဝတီငကားမေတော်ကစောင့်ရှောက်နေလို့၄နှစ်လောက်အလုံးမလုံးပဲထိုင်စားလို့ရကြောင်းအလုတ်ကံတွေကလည်းငကားမေတော်အစွမ်းနဲ့တော်တော်လေးကိုအဆင်ပြေလာကြောင်းပြောနေရပဲဖြစ်ပါရဲ့ရှင်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတယောက်တစ်မျိုးနဲ့အတန်းရှင် ရှာနေကြတဲ့နန်းဝေမြင့်တဲ့သူရိမင်းခန့်တို့ကိုဘယ်လိုမျိုးမြင်ကြပါသလဲသူတို့နှစ်ယောက်ကိုအားပေးတဲ့သူတွေရှင်လည်းခမမမှတ်ချက်ပေးခဲ့ပါဦးနော်အစုံတကြီးရှုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်